အရာရခိုင်တို့ပတ်ဆက်အပေးချမ်းနေတဲ့ဒီ GW ဂိလေးထဲကနေကျွန်တော်စက္ကနေဒေါ်လာမြန်မာငွေနဲ့ဆိုရဲ9000နီးပါးကိုပတ်ဆက်ထုတ်ပြပေးသွားမှာဖြစ်ပါသည်အခုဗီဒီယိုကိုကြည့်နေတဲ့သူတွေဆိုရဲ KP ဝေပေကတခုခုစီရုံနဲ့ကျွန်တော်စီမှာမြန်မာငွေလာချေလို့ရမှာဖြစ်ပါသည်ဒီလိုမြန်မာငွေချိတ်ဖို့ဆိုရင်ကျွန်တော်ရဲ့ Telegram Channel လေးကို join ထားပြီးတော့ကျွန်တော်စီမှာဒရိုက် KP ဝေပေတို့နဲ့မြန်မာငွေကျွန်တော်ပြန်လဲချိတ်ပေးမှာပဲဖြစ်ပါသည်တကယ်လို့ဘိုင်းနဲ့အကောင့်စီးတဲ့သူတွေဆိုရင်လည်းဘိုင်းနဲ့ပတ်ဆက်ထုတ်လို့ရမှာ မှာဖြစ်ပြီးတော့ပေးပတ်ကောင်းနဲ့လည်းပတ်စံထုံးလို့ရမှာဖြစ်ပါတယ်။ Okay လောကတရားရခိုင်တော့အပေးကျန်းနေပြီးတော့ကိုလူတို့အနေနဲ့ဂိမ်းဆော့စရာမလိုပဲနဲ့ဒီ ability ကနေဒေါ်လာလေးတွေကိုဆော်ဖီလို့ရမှာဖြစ်ပါတယ်။ပတ်စံထုံးတဲ့အခါမှာဆိုရင်လည်းပဲကိုလူတို့အနေနဲ့ KB ဝေပီတို့နဲ့ပတ်စံပြန်လည်ထုံးလို့ရမှာဖြစ်ပါတယ်။ Okay ကျွန်တော်တို့ဒီ KW ဂဲဆိုတဲ့ app လေးကိုရယူမယ်ဆိုရင်ပေါ့နော်ကိုလူတို့ဖုန်းထဲမှာစီးတဲ့ဝေပီလေးတစ်ခုကို connect လုပ်ပေးထားလိုက်ပေါ့ကျွန်တော်ပေးထားတဲ့ link ကနေတစ်ချက်ဝေလိုက်ပြီးဆိုရင်ဒီ app နေနဲ့ logo လေးကိုတေချာကြည့်ပြီးတော့ Google Play Store မှာ install လုပ်ပေးလိုက်ပါ Gateway ခေလေးထဲကနေပတ်စံမစားခင်မှာကျွန်တော်တို့ကဖုတ်ထမ်းမှစီးတဲ့ဒီဘူဝေးလေးတစ်ခုကို connect တဲ့အရေးလုပ်ပေးထားရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီမှာ speed တော့ဆိုတဲ့ဒီဘူဝေးလေးကိုအသုံးပြုတဲ့ပေါ်လို့တကယ်လို့ဒီ VV လေးကိုရယူချင်တဲ့သူတွေဆိုရင်လည်း Google Play Store မှာအလွယ်တကူသွား download ရမှာဖြစ်ပါတယ်ဒီ VV လေးထက်ကိုတစ်ချက်ဝေးလိုက်ပါဒီနေရာလေးမှာကျွန်တော်တို့က connect တဲ့လုပ်ပေးလိုက်ပေါ်လို့ကျွန်တော်ကတော့ဒီမှာ connect တဲ့လုပ်ပေးပြီးမို့လို့ဒီနေရာလေးမှာအစရောက်ဆိုပြီးပေါ်နေမှာ ဖြစ်ပါတယ်။ Okay connected လောက်ပြလိုက်ပြီဆိုရင်ကျွန်တော်တို့ခုန download ဆွဲခဲ့တယ်ဒီ gateway gate ဆိုတဲ့ app လေးထိုက်ကိုတချေဝင်လိုက်ပါ။ဝင်လိုက်ပြီဆိုရင်ဒီ app လေးရဲ့ auto ချင်းကဆိုရင်ပေါ့နော် gate လောက source ရမလို့ပါဘူး။ dollar လေးတွေကိုကျွန်တော်တို့ free ဆောင်လို့ရမှာဖြစ်ပြီးတော့ dollar ကန်ဆန်မဲ့တွေကိုလည်းကျွန်တော်တို့ကဝင်ရောက်ကန်ဆန်လို့ရမှာဖြစ်ပါတယ်။ဒီလိုကန်ဆန်ခွင့်ရတဲ့နီလန်လေးတွေကိုလည်းကျွန်တော်အသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီနေရာလေးမှာဆိုရင်ကျွန်တော်တို့က dollar ကန်ဆန်မဲ့တွေကိုဝင်ရောက်ကန်ဆန် မ်းမယ်ဆိုရဲ့ပေါ်တော့ကိုလူတို့အနေနဲ့ကေလေးတွေစီသာဘူးလို့လုံမဖြစ်ပါလေဒီတုတ်ကေလေးတွေကိုရောက်ယူဖို့ဆိုရဲ့ကိုလူတို့ကပေါ်တော့ဘာမှခက်ခဲနေစရာမလိုပါဘူးဒေါ်လာဆော့ဖေယုံနဲ့ဒီတုတ်ကေလေးတွေကရရှိလာမှာဖြစ်ပါလေโอเคကျွန်တော်ကဒီအောက်ကစတန်းဆိုတဲ့နေရာလေးကိုတချင်းနှိပ်ပေးလိုက်မှာဖြစ်ပါလေโอเคဒီနေရာလေးမှာကျွန်တော်တို့ခဏလေးစောက်ပေးလိုက်ပေါ်တော့ဒီနေရာလေးကိုရောက်ရှိလာပြီဆိုရဲ့ကိုလူတို့ကပတ်စံကိုစတဲ့ဆော့ဖေနေပြီပဲဖြစ်ပါလေအပေါ်မှာဆိုရင်ကျွန်တော်တို့ရောက်ရှိလာမဲ့ဒေါ်လာလေးတွေကိုပြပေးထားမှာဖြစ် စ်ပြီးတော့ဒီအမဆိုရေကျွန်တော်တို့ run ထားတဲ့အခြေလေးတွေကိုပြပြထားမှာဖြစ်ပါလိ Okay ဒီထဲကနေပေါ်နဲ့ကျွန်တော်တို့တုတ်ကေလေးတွေ solve မယ်ဆိုရေသူပြောထားတာလေးကဒီမှာ9မိနစ်နေတဲ့အခါမှာဆိုရေပေါ်တော့တုတ်ကေတခုရစီမယ်လို့ပြောထားခြင်းပဲဖြစ်ပါလိ Okay ဒီထဲကနေကျွန်တော်တို့က9မိနစ် run ပေးလိုက်မယ်ဆိုရေပေါ်တော့ဒီအမကျွန်တော်တို့ကတုတ်ကေတခုရစီလာမှာဖြစ်ပါလိဒီလိုရခိုင်နှုတ်လေးတွေလည်းကျွန်တော်တို့တိတ်လာမှာပေါ်တော့ဒီလိုရခိုင်နှုတ်လေးတွေကျွန်တော်တို့တရားရခိုင်နှုတ်ပြီးသွားတဲ့အခါမှာဆိုရေတုတ်ကေတခုရစီလာမှာဖြစ်ပါလိ ယ်ဒီကောက်လေးကဆိုရင်ပေါ့နော်ဒေါ်လာလေးတွေကိုလည်းဆော်ဖီမယ်သူပေးထားတဲ့တုတ်ကဲလေးတွေကိုလည်းဆော်ဖီမယ်ပေါ့နော်ရောက်စီလာတဲ့တုတ်ကဲလေးတွေကိုကျွန်တော်တို့ကဒေါ်လာကန်ဆမ်းမယ်မော်အတုပ်ပြူပြီးတော့ဒေါ်လာကန်ဆမ်းမယ်တွေကိုနိုင်လို့ရောက်မှာဖြစ်ပါတယ်โอเคအပေါ်မှာဆိုရင်ကျွန်တော်တို့ရောက်စီလာမယ်ဒေါ်လာလေးတွေကိုသူကဒီမှာပြပေးထားမှာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်မှဆိုရင်ဒီမှာဒေါ်လာလေးတွေရောက်စီနေတာပဲဖြစ်ပါတယ်โอเคဒီအမှဆိုရင်ကျွန်တော်တို့အချိန်ပေါ့နော်ဟုတ်ပြီဒီအမှဆိုရင်ကျွန်တော်တို့ရာခိုင်နှုန်းလေးတွေတေးလာတာပဲဖြစ်ပါတယ်ဟုတ်ပေါ့နော်တရရာခိုင်နှုန်းပြီးသွားတဲ့အခါ ခါမှဆိုရင်တုတ်ကေကတခုရရှိလာမှာဖြစ်ပါတယ်တုတ်ကေတခုရဖို့ဆိုရင်ပေါ်လို့ဒီထမ်းမှာကျွန်တော်တို့က9မိနစ်လွယ်ပေးလိုက်မဲ့ဆိုရင်တုတ်ကေတခုရရှိမှာဖြစ်ပါတယ်10မိနစ်လွယ်ပေးလိုက်မဲ့ဆိုရင်တုတ်ကေတခုရရှိမှာဖြစ်ပါတယ်တုတ်ကေလည်းရပေါ်လို့ဒေါ်လာလေးတွေလည်းရရှိလာမှာဖြစ်ပါတယ် okay ကျွန်တော်ကတော့ဒီမှာအပြေကိုပြထွက်လိုက်မှာပဲအမလေးကိုတစ်ချက်နှိပ်ပြီးတော့အပြေကိုပြထွက်ပြမှာပေါ့နော် ဟုတ်ပြီကျွန်တော်တို့အပြေကိုပြန်ထွေးလိုက်ပြီဆိုရင်ကျွန်တော်တို့ရရှိလာမယ့်ဒေါ်လာလေးတွေကိုသူကဒီမှာပြပေးထားမှာဖြစ်ပါတယ်ဒီအားကလီဝါဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ ဟုတ်ပြီကျွန်တော်တို့ရစီလာလေဒီဒေါ်လာလေးတွေနဲ့တုတ်ကေလေးတွေနဲ့ကျွန်တော်တို့ပတ်စပ်ထုတ်ပုတ်ထုံသည်ဒီအောက်ကဒေါ်လာကန်ဆတ်မဲ့ပေါပူပေါနီလေးကိုကျွန်တော်တစ်ချေပြောပြပေးမှာဖြစ်ပါတယ်။ Okay ကျွန်တော်တို့ရစီလာတဲ့တုတ်ကေလေးတွေကိုအပေါ်မှာသူကဒီမှာပြပေးထားမှာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်မဆွေဒီမှာအတုတ်ကေတုတ်ခုစီမှာဖြစ်ပါတယ်။ဒီအမဆိုရဲကျွန်တော်ကအော်လုတ်ကို join ပြီးပြီးမို့လို့ပေါ့နော်ဒီလို join ဆိုပြီးတော့ကျွန်တော်တို့အဝါရောက်ခလုံးလေးပြပေးထားမှာဖြစ်ပါတယ်။တကယ်လို့မ join ရသေးဘူးဆိုရဲဒီညာလေးမှာအဝါရောက်ခလုံးလေးကပေါ်နေမှာမဟုတ်ဘူးပေါ့နော်။ โอเคကျွန်တော်တို့က join ဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ဒီပေါ်တော့ cancel မဲ့ပါဝင်မဲ့အရေးတဲပုံမှန်နောက်ကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ကတစ်ခု cancel မဲ့ဆိုရဲပေါ်တော့တစ်ခုကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်တစ်ခု cancel မဲ့ဆိုရဲတစ်ခုကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်โอเคကျွန်တော်တို့ဒီမှာဆိုရဲပေါ်တော့ join now လေးကိုကျွန်တော်တို့တစ်ချင်နှိပ်ကြည့်မယ်ကျွန်တော်မှဆိုရဲပေါ်တော့ဒီမှာပါဝင် cancel ပြီးပြီမို့လို့ဒီမှာကျွန်တော်တို့ကဒီ join ဆိုရဲနေရာလေးကိုနှိပ်ခွင့်မရတော့ပါဘူးပေါ့နော်အပေါ်မှာဆိုရဲကျွန်တော်တို့ cancel ထားတဲ့ token ပမာဏတစ်ခုကိုပြပေးထားမှာ ှာဖြစ်ပါလေဒီအားမဆိုရဲကျွန်တော်တို့ကအချိန်ပေါ်တော့သူပေးထားတဲ့အချိန်တွင်မှာဒီကန်ဆန်မဲလီတွေကဒီမဲဖောက်ပြီးမယ်လို့ပြောထားခြင်းပဲဖြစ်ပါလေဒီမှာဆိုရဲဒေါ်လာ1000စီမှာပေါ်တော့ဒီမှာဆိုရဲဒေါ်လာ100စီမှာဖြစ်ပါလေဒီအားမဆိုရဲဒေါ်လာ50 30 20တော့ဒီလိုအစားစီတဲ့ပမာဏလေးတွေကိုဒီအားမလေးတွားကြည့်လို့ရမှာဖြစ်ပါလေโอเคကျွန်တော်မှဆိုရဲပေါ်တော့ဒီမှာဒေါ်လာလေးတွေကိုကန်ဆန်မဲအနေနဲ့ပါဝယ်ပြီးပြီမို့လို့ပေါ်တော့ပါဝယ်ကန်ဆန်လို့မရတော့ပါဘူးโอเคဒီအချိန် သူပေးထားတဲ့ဒီအခြေပမာဏအသွင်းမှာပေါ့နော်ကျွန်တော်တို့ပြီးသွားတဲ့အခါမှာဆိုရင်ပြန်လဲကန်ဆတ်ခွင့်ရရှိလာမှာဖြစ်ပါတယ်။ Okay ကျွန်တော်တို့ဒီသေးကောင်းနေရရှိလာတဲ့ဒေါ်လာလေးတွေကိုပတ်စံပြထုံးမဲ့ဆိုရဲပေါ့နော်အပေါ်ကဒေါ်လာပုံစံလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါကျွန်တော်တို့ဒီလိုဝေလောဆိုတဲ့နေရာလေးကိုရရှိလာမှာဖြစ်ပြီးတော့အပေါ်မှာဆိုရင်ကျွန်တော်တို့ရရှိလာမဲ့ဒေါ်လာပမာဏလေးတွေပဲဖြစ်ပါတယ်ကျွန်တော်စီမှာ KB ဝေပေတူနဲ့ပတ်စံလာထုတ်ချင်တဲ့သူတွေဆိုရဲပေါ့နော်အနည်းဆုံး0.535ဒေါ်လာပြည်တာနဲ့ကျွန်တော်စီမှာ KB ဝေပ ေတူနဲ့ပတ်စံလောက်ထုံးလို့ရမှာဖြစ်ပါတယ်ကျွန်တော်မှဆွေဒီမှာစက္ကနဲဒေါ်လာပြည်နေပြီပုံလို့ပေါ့နော်ဒီထဲကနေကျွန်တော်ကစက္ကနဲဒေါ်လာကိုထုတ်ပြပေးသွားမှာဖြစ်ပါတယ်စက္ကနဲဒေါ်လာဆိုရင်မြန်မာငွေနဲ့ကျွန်တော်တို့ဒီ900တောင်းနီးပါးကိုရရှိလာမှာဖြစ်ပါတယ် okay ဒီအောင်မှဆွေပတ်စံထုံးလို့ရမှာ wallet တွေကိုပြပေးထားမှာဖြစ်ပါတယ်ကျွန်တော်တို့ကဘိုင်းနေနဲ့ပတ်စံထုံးလို့ရမှာဖြစ်ပါတယ်ပြီးပန်နဲ့ပတ်စံထုံးလို့ရမှာဖြစ်ပါတယ်ရီနီယာနဲ့ပတ်စံထုံးလို့ရမှာဖြစ်ပါတယ်တကယ်လို့ထိုင်းနိုင်ငံမှာနေတဲ့သူတွေဆိုရင်လက်ပတ်တီမှာထလူမန်နေနဲ့ပ က်ဆန်ထုတ်လို့ရမှာဖြစ်ပါတယ်။တခြားနိုင်ငံမှာနေတဲ့သူတွေဆိုရင်လည်းပဲပေါ့နော်ဒီမှာဝေါ်လဲတွေကိုကျွန်တော်တို့ကရွေးချယ်ပြီးတော့ဒီပက်ဆန်ထုတ်လို့ရမှာဖြစ်ပါတယ်။ကျွန်တော်ကတော့ဒီနေရာလေးမှာ Binance account နဲ့ပက်ဆန်ထုတ်ပြပေးမှာဖြစ်ပါလေပေါ့နော်။ဒါလို့ Binance account နဲ့ပက်ဆန်ထုတ်ချင်တဲ့သူတွေဆိုရင်ပေါ့နော်အနည်းဆုံး0535ဒေါ်လာပြည်တာနဲ့ကိုလူတို့က Binance နဲ့ပက်ဆန်စတဲ့ထုတ်လို့ရမှာဖြစ်ပါလေ။ Binance account မရှိတဲ့သူတွေဆိုရင်လည်းပဲကျွန်တော်စီမှာ KB ဝေပေတို့နဲ့မြန်မာငွေလောက်ချိလို့ရမှာဖြစ်ပါလေ။ Okay ဒီထက်ကနေကျွန်တော်က Binance နဲ့ပက်ဆန်ထုတ်ပြ ြပေးသွားမယ်ပေါ့နော်အပေါ်မှာကျွန်တော်တို့ရရှိလာမယ့်ဒေါ်လာလေးတွေပဲဖြစ်ပါတယ်ကျွန်တော်ဆိုရပေါ့နော်စက္ကနေဒေါ်လာကိုထုတ်ပြပေးမှာဖြစ်ပါတယ်ဒီအောက်ကဘိုင်းနေလေးကိုတစ်ချေထားလိုက်ပေါ့ဒီအောက်ကကော်ဖာဆွေတဲ့နေရာလေးကိုတစ်ချေနှိပ်ပေးလိုက်ပေါ့ဒီနေရာမှာကျွန်တော်တို့ဘိုင်းနေအကောက်ဖိတ်ထားတဲ့ ID လေးကိုထည့်ပေးရမှာဖြစ်ပြီးတော့ဒီအောက်မှာဆွေကျွန်တော်တို့ထုတ်ယူမယ့်အမှောင်လေးကိုထည့်ပေးရမှာဖြစ်ပါတယ် okay အပေါ်မှာဆွေကျွန်တော်တို့ဘိုင်းနေအကောက်လေးကိုထည့်ပေးရမှာဖြစ်တာကြောင့်မလို့ဒီဘိုင်းနေအကောက်လေးတစ်ခုကျွန်တော်တို့ကတစ်ချေဝိတ်မှာပေါ့နော်ဘိုင်းနေအကောက်လေးတစ်ခုကိုတစ်ချေဝိတ်လိုက်ပေါ့ဒီနေ န်နဲ့မပေါ်စောခံထားတဲ့သူတွေဆိုရင်လည်းပေါ်စောကျွန်တော်တို့ဖြည့်ပေးလိုက်ပါတော့ဘိုင်းနဲ့အကောင့်လေးတစ်ခုရရှိလာပြီဆိုရင်ကိုလူတို့ကဒီ ID လေးကိုယူပေးရမှာဖြစ်ပါကြမလို့အပေါ်ကမြေတုပ်ကြောင်းလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါဒီမှာကျွန်တော်တို့ ID ဆိုပြီးတော့ပေါ်တော့ဒီကောင်လေးကိုကျွန်တော်တို့တစ်ချက်ထားလိုက်ပါ copy ဆက်ဆက်ဖူလေးကျွန်တော်တို့ဖြည့်ပြီဆိုရင်ဒီထက်က ID ယူချေကအောင်မြင်သွားပြီပေါ့နော်အောင်မြင်သွားပြီဆိုရင်ခုနကကျွန်တော်တို့ဒီဒီခိုင်လေးတစ်ခုတစ်ချက်ပြဝေးမှာပေါ့နော်ခုနယူလာတဲ့ ID လေးကိုပေးချပေးလိုက်ပါဒီလိုပေးချပေးလိုက်ပြီဆိုရင်ဒီအားမှာကျွန်တော်တို့ထုတ်ယူမယ်ပမာဏ ားလေးကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီမှာစက္ကနေဒေါ်လာထောက်ယူมาဖြစ်တာကြောင့်မလို့စက္ကနေဆိုပြီးတော့ကျွန်တော်ဒီမှာရိုက်ထည့်ပေးလိုက်มาဖြစ်ပါတယ်စက္ကနေလို့ကျွန်တော်တို့ဒီလိုရိုက်ထည့်ပေးလိုက်ပေါ့เนาะရိုက်ထည့်ပေးလိုက်ပြီးဆိုရဲကျွန်တော်တို့ဒီထဲကနေပတ်စံထောက်ယူမယ်ပမာဏနဲ့ကျွန်တော်တို့ရဲ့ဘိုင်းနဲ့အကဖွဲထားတဲ့ ID လေးမှတ်မှတ်တေချာလေးဆက်ဆေးပေးပေါ့เนาะ Mac တချာလေးစင်စေးပေးပေါ့နော်မှန်ကန်ပြီဆိုရင်ဒီအကာ verify ဆိုတဲ့နေရာလေးကိုတချင်နေပေးလိုက်ပေါ့ဒီမှာတချာလေးစင်စေးပြီးတော့ဒီအကာ confirm ဆိုတဲ့နေရာလေးကိုတချင်နေပေးလိုက်ပေါ့ okay ဒီနေရာလေးမှာဆိုရင်ပေါ့နော်ကျွန်တော်တို့မြင့်တော်ကိုစက်ကေဖတ်ရမှာဖြစ်ပါကြမလို့တကယ်လို့စက်ကေဖတ်နေတဲ့နေရာမှာဆိုရင်ပေါ့နော်ဒီဗီဒီယိုလေးကမတတဲဖြစ်နေမှာဖြစ်ပါတယ်ဗီဒီယိုဆက်ခွင့်ဆိုကျွန်တော်တို့ဒီရိုက်ခွင့်မပေးတော့မလို့ပေါ့နော် okay ဒီအကာ verify ဆိုတဲ့နေရာလေးကိုတချင်နေပေးလိုက်မှာဖြစ်ပါတယ်ကျွန်တော်တို့မြင့်တော်စက်ကေဖတ်လိုက်ပြီဆိုရင်ပေါ့နော်ပစာထ ုတ်ယူချက်ကအောင်မြင်သွားပြီပဲဖြစ်ပါတယ်။အောင်မြင်သွားပြီဆိုရင်အမှားလေးကိုကျွန်တော်တို့တစ်ချက်ထမ်းမှနှိပ်ပေးလိုက်ပါ။ Okay ပတ်စံထုတ်ယူခဲ့တဲ့ပမာဏလေးကိုပြန်ကြည့်မယ်ဆိုရင်ဒီမှာဆေးဆိုရနေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ။ဟုတ်ပြီဒီညလေးမှာဆိုရင်ကျွန်တော်စက္ကနစ်ဒေါ်လာထုတ်ယူထားချက်ကဆိုရပေါ့နော်သူကဒီမှာအချိန်နဲ့နှာရီပုံစံလေးပြပေးမှဖြစ်ပါတယ်။နှာရီပုံစံလေးကအမှတ်ချစ်ဖြစ်သွားပြီဆိုရပေါ့နော်ပတ်စံထုတ်ယူချက်ကအောင်မြင်သွားပါလိမ့်မယ်။နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်။